တဲကွဲတခြင်းပေါ့နော်ကောင်လေးရထားဝါရတခြင်းမျိုးဆိုတော့အမူကသူနဲ့လိုက်တယ်ပေါ့နော်လိုက်တယ်ဆိုပြီးတော့ရလိုက်တာအထွေထူးတိတ်လုံးဆရာမလိုဘူးလေပြီးတော့သူကဒီလို character ရင်းနဲ့လည်းပေါက်ထားတာဆိုတော့ဒီတခြင်းလေးမှာရွေးပြစ်သွားတာပါတခြင်းနာမည်ကတော့ပြတ်သားပြီလားပေါ့တဲကွဲတခြင်းလေးပဲဟိုလိုချင်တဲ့ပုံစံမပြောဘဲနဲ့အဲဇွန်လိုချင်တဲ့ပုံစံကိုသူရေးထားနဲ့ထပ်တူသွားကြတာဆိုတော့လေအဲသဘောကျပြီးတော့ဆိုပြစ်သွားတာပေါ့နော်အော်စကားမြတ်ပြပဲနဲ့တခြင်းဘက်ပဲလုတ်ဖြစ်နေတာပေါ့နော်ဒီခံဘက်ဖြစ်မဖြစ်ကကျွန်မပြောနိုင်အောင်ကျွန်မ emotion နဲ့ပဲသွားတာဆိုတော့ကျွန်မလုတ်ချင်ရင်ကျွန်မလုတ်တယ်မလုတ်ချင်မလုတ်ဘူး ဲ့လိုမျိုးနေရပါတော့ကတချင်းရဲ့ဒီရေးထားတဲ့အထဲမှာဟိုစာသားတွေရောအအကုန်လုံးအကြတော့အသေးကွဲတချင်းပေါ့နော်။ကောင်လေးကထားဝါးတဲ့တချင်းမျိုးဆိုတော့အမူကသူနဲ့လိုက်တယ်ပေါ့နော်။လိုက်တယ်ဆိုပြီးတော့ရလိုက်တာ။ထွေထူးထူးတိတ်လုံးဆရာမလိုဘူးလေ။ ပြီးတော့သူကဒီလို character တွေနဲ့လည်းပေါက်ထားတာဆိုတော့ဒီသင်းလေးမှာရွေးပြသွားတာပါ။တယောက်ကြတော့ဒီကိုရီးယားတည်ရတာဘယ်လိုမျိုးလဲ။ကြာပြီပေါ့တည်ရ။ COVID ပတိုင်းခင်เนี่ยဇလန်းတွဲမှာအဆုံးနေရတည်ရဟုတ်။ဟိုစကားမျက်ပြပဲနဲ့တချင်းဘက်ပဲလှုပ်ဖြစ်နေတာပေါ့နော်။ကိုကိုရန်တချင်းကိုအရန်ကြိုက်တယ်။ငယ်ရောတော့မှစာချက်ပြီဆိုရင်တချင်းဖွင့်ပြီးတော့စာချက်တာ။အဲ့တော့မှစာမှတ်မိရတာပဲလူကြီးကတော့တချင်းဖွင့်ထားရယ်စာမလုပ်ဘူးထင်တာမဟုတ်ဘူးအဲ့တချင်းတဲ့ကိုနားထောင်ရင်းနဲ့စာကြက်တာအဲအရန်ဝင်ကြိုက်တယ်မျိုးစစ်ကိုအရန်ကြိုက်တယ် ကြိုက်တဲ့အတွက်ဟိုတခြင်းနဲ့ပတ်သက်တာပဲလုပ်ဖြစ်တယ်အဲအခုကြောက်လဲကိုပိုင်းတခြင်းနဲ့တစ်ခုလုပ်မယ်ဆိုပြီးတော့လုပ်ဖြစ်သွားတာပေါ့နော်တချင်းရလေးဟိုအမှန်တမ်းပြောရရင်ဘလို့လိုချင်တယ်ဆိုပြီးတော့ဟိုပြောတာတော့မဟုတ်ဘူးတေးရတွတ်သူရေးထားတဲ့တချင်းတစ်ပုဒ်သူရေးထားတဲ့တချင်းတစ်ပုဒ်ရှိရဲဆိုပြီးတော့ကြာတာကြာတော့ကိုကိုကနားထောင်ကြည့်လိုက်တော့ကိုကီးနေလဲစိုးနိုင်နေလုံနိုင်နေဆိုပြီးတော့ ဆိုတာပေါ့နော်အဲဆိုပြီးတော့ဟိုတချင်းနာမည်ကတော့ပြတ်သားပြီလားပေါ့တဲခွဲတချင်းလေးပဲဟိုလိုချင်တဲ့ပုံစံမပြောဘဲနဲ့အဲဇုံလိုချင်တဲ့ပုံစံကိုသူရေးထားတယ်ထပ်တူသွားကြရဆိုလေအဲသဘောကျပြီးတော့ဆိုဖြစ်သွားတာပေါ့နော်အတန်သွင်းတဲ့နေ့ကရေးရရဲ့ဗာလဲဆိုတော့စတူဒီယိုမှာဟိုခန့်ဟပြန်သွင်းရဘာကြောင့်လဲဆိုတော့ယောက်ျားမှုကြီးနဲ့ဆိုလို့ဟိုအသေးခွဲချင်းကောင်းမလေးလို့ပြောရမှာဟိုဒီတန်ရဖို့ခဏခဏကိုဆိုရတာနည်းနည်းမာမာဆက်ဆက်ဖြစ်နေတာပေါ့နော်ရန်တွေ့သလိုဖြစ်နေရဆိုပြီးတော့ခဏခဏပြန်ဆိုရရပေါ့အဲ့ဒါတော့အမှတ်တရပဲပေါ့ မင်းကလေးသိမ့်မစံကိုဒီနေ့ဒီခေါင်ဝင်နေဆိုရင်ဒါတော်တော်မင်းကလေးစံထားတာဒီမှာဟိုဟွာရီရောလေဘက်တွေရောကွန်ပျူတာမီရောမိမမမိမအစ်စ်ဒီနေ့ကပုံမှန်ကွက်ကိုနေကြကြရရနေရများရဲ့လိုမျိုးတေးကိုအားပေးလိုက်တာဟိုတေးကြီးအမကိုကသူတချင်းနေသူပြရဲပေါ့နော်အားပေးပြီးဝယ်လိုက်တာဟောကို့မပဲဆိုပြီးတော့လေသူရေးထားတဲ့တည်းကဆိုဝယ်လိုက်တာဝယ်လိုက်တဲ့တချင်းကသူမသူမရေးထားတဲ့အများကြီးကဒါကပဲဇွန်ကီးကကွက်တိဖြစ်တာတခြားအရာကြရန်ခတ်တယ်ခတ်တယ်ဆိုတော့ကျွန်တော်ကဒါပဲဝယ်မယ်ဆိုဒါပဲဆိုလိုက်တာတိုက်ဆိုင်သွားဟုတ်ကဲ့ စိမ့်မအောင်တချင်းကလေကိုပိုင်တချင်းသာမရှိရသူများတချင်းနေရပွဲတွေမှာဆိုခဲ့ပူရယ်ပေါ့နော်တချင်းနေနောက် new year တွေမှာတချင်းနေရဆိုခဲ့ရဆိုတချင်းနေရမစိမ့်ဘူးပေါ့ဟိုကိုကိုတိုင်းတချင်းလေးတပုတ်ဖန်တီးတင်တဲ့စိတ်လေးနဲ့လှုပ်ဖြစ်သွားတာပေါ့နော်အဲ့ဒါစိတ်ပေါ်မူတည်ရယ်စိတ်ကအဲ့လိုမျိုးလှုပ်ချင်စိတ်ဖြစ်မှဆိုတာလှုပ်တော့ပေါ့နော်စိတ်မပိုင်ဘာမှမလုပ်ဘူးအခုလည်းတချင်းကိုစိတ်နစ်ပြီးတော့လှုပ်ချင်တယ်ဆိုပြီးတော့အကောင့်တက်ပေါ်ပြီးလှုပ်တာဆိုတော့ဒီ comeback ဖြစ်မဖြစ်ကကြုံမပြောနိုင်ဘူးဇွန်က emotion နဲ့ပဲသွားတာဆိုတော့ဇွန်လှုပ်ချင်ဇွန်လှုပ်တယ်မလှုပ်ချင်မလုပ်ဘူးအဲ့လိုမျိုးနေရပါတော့ အဲလာပြောတာရှိပါတယ်ပွဲတက်တွေလည်းရှိရဲဒါပေမဲ့အစိုးရရဲ့တိုက်ဆိုင်တာပေါ့နော်ခီးထွက်ရတာရှိရဲနောက်တစ်ခုကကြတော့တခြားဆိုလုပ်နေရဲ့အလုပ်ကလေးရှိရဲ entertainment လည်းဆိုလုပ်နေရဲ့ဆိုတော့ဟိုတိုက်ဆိုင်မှုတွေရှိသွားပြီးတော့မတက်ဖြစ်တော့တာများတာပေါ့နော်အဲအကုန်လုံးကတော့ပွဲရည်တာမသွားပြင်မယ်အားလုံးနေရတော့စကားပြောဖြစ်တယ်ဆိုတော့လေဟိုပွဲပဲမတက်ဖြစ်တာပါအပြင်မှာတော့အားလုံးနေရင်းနေနေဒီလောကအတွင်းနဲ့ရှိရဲဆိုတော့ထွေထူးထူးရောဟိုအမှတ်ရရပါတော့မရှိပါဘူးဒါပေမဲ့ငငယ်တော့ကဗီဒီယိုလေးတွေပြန်တက်လာတာပေါ့ miss ပွဲရည်တို့ပါတက်လာပြီဆိုရင်တော့ အဲ့တော့တော်တော်လေးကိုစူးစမ်းခဲ့ရပဲအဲ့လိုအမှတ်တရလေးပြောစရာဟို moment လေးကိုပြန်ပြီးတော့ဟိုတွေးမိရပါတော့။ဟိုပြောဖို့ကောင်းလိုက်တာပေါ့နော်။ငငယ်တော့ဆိုလိုမျိုးလေး။ဒီနောက်ပိုင်းသူတွေနဲ့တော့မဆုံဖြစ်တာများပဲပေါ့နော်။ဒီဇွန်းနောက်ကနေရခဲ့တဲ့9ယောက်6ယောက်9ယောက်လောက်ထိရတော့ဟိုဟာဖြစ်တယ်။နီးစပ်မှုရှိရပေါ့နော်။ဒီနောက်ပိုင်းညီမလေးတွေနဲ့နီးစပ်မှုတိတ်မရှိတော့ကိုကိုရန်ကလည်း အဲပွဲကြီး final ပွဲကြီးတွေကိုမတက်ဖြစ်ခဲ့တာညားပေါ့နော်အကြောင်းကြောင်းကြောင့်ပေါ့နော်မတက်ဖြစ်ခဲ့ဘူးဆိုတော့အဲတိတ်မလီးဆက်တော့တာပေါ့နော်ပွဲရောက်ကြည့်ပြီးတော့ရသွားတယ်လို့အမြဲဟိုအပိရယ်ဆိုတော့ဟို winner group chat ရှိရယ် group chat တွေကိုဝင်လာပြီဆိုတော့အဲဒီမှာလေးတက်ဝင်လာပြီဆိုပြီးတော့ congratulation ပါညာပြောကြတာပေါ့နော်အပြင်မှာမစုံဘူးပေမဲ့အဲ online မှာတော့ဒီ Facebook မှာတော့တယောက်နဲ့တယောက်စကားလေးပြောဖြစ်ပါရယ်အဲ့လောက်ပါပဲဆိုနောက်ကဆိုရင်နှစ်ယောက်သုံးယောက်ပေါ့အဲ့လောက်ကအသေးသေးချာလေးပြောဖြစ်တယ်ဟိုနောက်ပိုင်းနေကြတော့ဝလန်ဝေဝါရီပါဆိုခုနှစ်กว่าရဲ့အတွက် အဲကြုံတွေ့ရတဲ့အရာရကွာပါပြီပေါ့နော်ဇွန်ဇွန်2016ဆို2016နဲ့လက်ရှိ2020 20နောက်ပိုင်းဟာကြီးเนี่ยဘာမှမတူတော့အရာအလုံးပြောင်းလဲသွားပြီဆိုတော့ဇွန်တို့ကြုံခဲ့တာကြီးကအခြေခံတော့ပဲရှိတော့မှာကျန်တာကပြောင်းလဲမှုကိုတို့ဘာတို့ရင်ဆိုင်အောင်မှာဆိုတော့တို့ဘာတို့အဲချို့ရာကြီးကြတော့ကြော်သွားတာပေါ့ဇွန်တို့ကတော့အခြေခံလေးပဲပြပြလိုက်တာပေါ့ဟုတ်အပြည့်ကြပါတယ်ပြည်သက်တွေကတော့သူ့ဟာနဲ့သူရှိကြပါတယ်နေပယ်တိုင်းမှာတော့ miss ကိုမှလုံးဝအပြည့်ရဲ့အမကန်ပြည်သက်တွေကတသက်ရှိရယ်ဆိုတော့လေမပန်းကတ် သူတို့ဘာကြီးပြောနေလဲနားလဲလားဘယ်နဲ့ဆက်တဲ့အဒီဒီဒီခွန်ချစ်ချောက်နေပုံညာနည်းနည်းလေးမအောင်နားမလဲဘူးလားဒီစကားကတော့ lesbian ဆိုတော့တကယ်ကိုထူးခြားတဲ့ character လေးတစ်ခုပေါ့နော်ကိုကိုရိုင်းလည်းရိုက်တဲ့အချိန်မှာအဲစိတ်လှုပ်ရှားတယ်ဘာကြောင့်လဲဆိုတော့ဟိုလိုချင်တဲ့ character မျိုးထတ်တူကိုနဲ့ကြပါမလားဆိုတာကိုစိုးရိမ်တာပေါ့နော်စိုးရိမ်တော့ဟိုတေချာလေးရောလုပ်ခဲ့တယ်အဲ့အတွက်ပြည့်သက်တွေတချို့ကတော့ကြိုက်ကြတယ်လို့ပြောရဲဆိုတော့မှန်တာပါတယ် အဲဒါတော့ကိုကြိုက်တဲ့ character အဲကိုနဲ့လည်းယင်းကြီးရဲ့ production ဆိုရင်တော့လုတ်ဖြစ်မှာပါဇုံကိုရာကလည်း film production လုတ်ထားရဲဆိုတော့ဇုံရဲ့ production အနေနဲ့ဟိုစူးစမ်းပြီးတော့ရိုက်သွားဖို့ရှိပါတယ်ဟုတ်အဲ character နဲ့လိုက်တဲ့သူဘယ်သူမှမဆိုရိုက်မှာပါဆိုပါလေဟုတ်ဇုံရဲ့ဒီဇလန်းလေးက character နဲ့လုံနိုင်တဲ့သူဟိုထထတူကြမယ်သူအနည်းဆက်ဆုံးပေါ့နော်အဲ့လိုလူမျိုးရွေးချယ်ပြီးတော့ရိုက်မှာပေါ့လောလောဆယ်တော့တခြင်းမဲ့ရှိအောင်မယ်ကျွန်တော်တော့ထွေထူးမရှိသေးဘူးဟုတ် အချက်လည်းမရှိပါဘူးအပြိုကြီးပေါ့တကိုကြီးအပြိုကြီးတကယ်တင်းကျတော့ပါလေတရင်ကတော့သူချွတ်ပါသေး။ကိုင်းနဲ့တရင်ကျွနေမှာစားဘူး။တရင်ကျွကြရင်ရှောက်သွားမယ်၊မုတ်စားမယ်ဒါပဲတွေးနေရလို့မျိုးလေ။အသက်ကြီးပြီမဲ့စိတ်ကတော့ကလေးပဲရှိသေးတယ်။အဲဇုံပေါ့နော်။အဲလူပညာလုပ်ဒီနားထားကြပြီပေါ့နော်။ဆိုတော့အခုသင်းလေးပြန်ပြီးတော့ရိုက်ကူးနေရဆိုတော့သင်းလေးထွက်လာရင်လည်းအားပေးပါလို့ပြောချင်ပါသေးတယ်။ကျေးဇူးတင်ပါတယ်။